ေါ့နော်ငလင်ကက်ဆိုးကြီးမှာခံစားသွားရတယ်ငလင်ပေးသည့်ပြည်သူများအားလုံးကျွန်တော်ထက်တူစိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ကျွန်တော်လည်းတက်နိုင်ဆုံးဝင်းရံပေးပါမယ်ကြိုးစားပေးပါမယ်ခင်ဗျာ fighting ပါခင်ဗျာဟုတ်ကဲ့ဒါပေါ့ဒါပေါ့ဒါပေါ့အဲအဲ့လိုလေးတွေလည်းအဲ့လိုလေးတွေစိတ်ကူးတာရနောက်တစ်ခုကအခုဆိုအိမ်လေးတစ်လုံး65ဒိန်လို့မတ်အစ်တင်ကိုတောင်းလို့ပြည်ဒီဘက်ကဓမ္မပီတိရကြတော့ဘလောက်အဲ့တလုံးကို30လားဘယ်လောက်လဲအဲ့အဲ့လိုမျိုးလေးတွေပေါ့နော်အင်းလေးမှဆိုလဲတလုံးက50အဲ့လိုဟာလေးလည်းပြုကျင်တယ် ဒါပေမဲ့ကျွန်တော်ဒီဘက်မှာတော့ဖိန်းကိုနေတယ်ကျွန်တော်နဲ့တိုက်မိနေပါတယ်ဟုတ်ကဲ့ဒါပေါ့ဒါသူတို့သူတို့နေရမပြောနဲ့ကိုဒီတော်နည်းနည်းလေးလှုပ်ခတ်ခဲ့တဲ့သူတွေတော်မှဒါပွင့်လင်းပြောရင်နည်းနည်းအိတ်နေတဲ့အချိန်တွေမှာလေးလေးနည်းနည်းတိုက်တာဥမာကားသွားလို့ကျွန်တော်တို့အိမ်ဆိုကားလမ်းမနဲ့နီးလို့လေအဲ့နေနည်းနည်းလှုပ်တာရပါတယ်အဲ့ဒါတော့မှနည်းနည်းလှုပ်တာလည်းမသိဘူးပါအဲ့လိုစိတ်ထဲမှာစိုးရိမ်စိတ်တွေတော့ရှိတာပေါ့အဲ့တော့တကယ်မိသားစုတွေပြိုကွဲပြီးတော့ခံစားရတဲ့သူတွေတော်တော်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ကဲ့ တို့လည်းစိုးရိမ်နေမှာပေါ့ရင်းတော့အဲကျွန်တော်စိတ်ဝင်စားပါတယ်ဒါညမထွက်ရအောင်ကျွန်တော်တို့ဒါညထွက်ပြီလားကြည့်ရအောင်ဟုတ်ကဲ့အရင်စိတ်ဝင်စားကြကောင်းတဲ့ဇလန်းတွေကိုဖန်တီးနေတယ်ကျွန်တော်တို့ကိုညိုပေါ့နော်ကိုညိုမင်းလေးရဲ့ဖန်တီးမှုကိုဒါလာပြီးတော့ခံစားရတာပါခင်ဗျဟုတ်ကဲ့အဲကျွန်တော်လည်းရှင်းခုံညင်ပါတယ်ဒီမှာဟိုပြောရင်တော့ထွေလာရှိရတယ်ရောပြီးတော့ကိုညိုတင်တဲ့စာတွေရောပေါ့နော်အဲအဲ့အဲ့အဲ့ဒီဥစ္စာတွေကိုမြင်တာနဲ့ကျွန်တော်လည်းဒါပြည့်တက်တင်တဲ့ထက်တူတကယ်ဟို ရှင်းခုံးနေပါဘူးဟုတ်ကဲ့ဇလန်းအောင်ညမထွက်ရဆိုတော့ဘာလဲပေါ့ဒါပေမဲ့ကျွန်တော်ခုနကပြောလို့ညမထွက်ရအောင်ကျွန်တော်တို့ညထွက်ပြီးတော့လာကြည့်တာပါအဲပေးခြင်းတဲ့ message တွေကိုလည်းကျွန်တော်တို့သိချခံစားနိုင်အောင်လို့အစားဆုံးအရာကြည့်မှာပါဟုတ်ကဲ့အဲညဘက်ထွက်ရတာကသဘောကျလားဆိုတော့အဲသဘောတော့ကျတယ်ဒါပေမဲ့လည်းကျွန်တော်ဟိုကျွန်တော်ကဟိုအလောက်ထိပေါ့နော်၁၁၁၂အဲ့နောက်ပိုင်းလောက်ထိတော့မထွက်ဘူးကျွန်တော်ညဘက်ထွက်တယ်ဆိုတာဒါ9:00နာရီ10:00နာရီလောက်ကနေပြီးတော့အလုံးလုံး10:00နာရီလောက်အဲ့ဝင်းကျင်လောက်တွေထွက်ရတာသဘောကျပါတယ် ဟုတ်ကဲ့အရင်ညနေကျကျွန်တော်တို့အဆင်မပြေဟုတ်ကဲ့အဲကျွန်တော်တို့ကညမထွက်ရတာအဲအဲ့လိုပေါ့နော်ညညပိုင်းနဲ့ပတ်သက်ရင်အမှတ်တရအများကြီးရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကဟိုဟာဇက်သမားကိုဇက်သမားဆိုရင်မိုးလင်းမောက်ပွဲကရတော့အဲ့တော့ညဘက်တွေမှာအဲအဲ့လိုပြောရအောင်တငယ်ချင်းတွေအတူတူပွဲသွားကြတယ်ပွဲကကြတယ်ပြီးရင်ကျွန်တော်တို့အဲအရင်တော့ဆိုကျွန်တော်တို့ line ကားတွေဆီပြီးသွားကြတာပေါ့နော်သွားရင်းနဲ့အပွဲပြက်တယ်ဆိုရင်အညဘက်ကြီးတွေ ပြန်လာကြထမင်းကြော်တွေအဲ့ဒါ7နှစ်နာရီ10နာရီဘိုးလင်းပေါက်ဆိုင်တွေမှာစားရတော့ကြအဲ့လိုချိန်နေတော့တကယ်ကိုအမက်ရမှာဟုတ်ကဲ့အဲဇက်ကကေတော့ကပြောရရင်တော့ညာဘိုင်းနဲ့ပတ်သက်ပြီးတော့ပဲပြောလိုက်တော့အထူးခြားကျွန်တော်တို့ဇက်မှာဆိုရင်တော့ဒီလိုညာဘက်တွေမှာဆိုရင်လေအဲမူလေဝတာအချိန်တွေကဘာမှမသိတဲ့အချိန်တွေမျိုးမှာပွဲကားရတယ်အများကြီးရှိတယ်အဲ့လိုအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့မိုးရွာသွားရင် ပွဲပြက်တာတို့ဘာလို့ဆိုရင်တော့ဒါကျွန်တော်တို့အတွက်အမတ်တရားလေးပေါ့နော်ပွဲကနေရင်တန်းတန်းနဲ့မိုးရွာသွားရင်လည်းအဲ့လို ဟိုပြောရရင်တော့မိုးရေဆိုးရွှဲဝဲကြည့်တဲ့လူတွေရောဝဲကားတဲ့လူတွေရောအကုန်သုံးတာတရားအဲ့လိုချင်းနေတယ်ကြုံရပါတယ်ပြီးခဲ့တဲ့ရက်ကတော့မှကျွန်တော်တို့အဲကြံမတိုင်ခင်မှာတွန်တေးမြို့ရွှေစံတော်ဖရားပွဲပေါ့နော်အဲ့ဖရားပွဲမှာကျွန်တော်ငလင်ဘေးတင်ပြည်သူတွေအတွက်ကိုဒါပွဲလုပ်ကြတာပေါ့ကျွန်တော်ညီလေးတူရဝန်းထုတ်မင်းသားလေးတူရဝန်းထုတ်ဇက်ပွဲမှာသွားကအဲ့ဒီမှာဆိုရင်လေဒါဒုတိယညမိုးရွာလို့ညဘက်မှာအတိုင်ပတ်သွားမကလည်းရအဲ့လိုမှတ်တရရရှိတာပေါ့ ဟိုကျွန်တော်တို့ကွေးကတော့ကျွန်တော်ဇက်သက်ဟိုပါဘောဒီကိုဗစ်မဖြစ်ခင်ကဆိုကျွန်တော်ဇက်သက်က12နှစ်ကြာပါတယ်ဇက်လောကအဲ့ဒီတော့ဆိုအဲ့လိုမိုးလင်းမောက်ကွေးကြီးတဲ့ပြိသက်တွေပေါ့နော်ပြိသက်တွေဆိုရင်ဒါကျွန်တော်ရန်ကုန်ပြိသက်ဆိုရင်တော်တော်များများမရှိပြီးသားပြိသက်ကလည်းလိုင်းသားလာကြည့်တယ်တာဂက်တလည်းလာကြည့်တယ်အဲ့လိုထမင်းကြီးနေနဲ့ဖြားလေးနဲ့ဟလာဒီလိုဒီလိုအမှတ်တရတွေကကျွန်တော်တို့ညာပိုင်းတွေမှာကျွန်တော်ဇက်သမားတွေနဲ့လည်းဇက်လောကသားတွေနဲ့လည်းအမှတ်တရတွေအများကြီးရှိတယ်ဟုတ်ကဲ့ဒီနေ့လိုအဲ့လိုမနေ့ကတော့လည်းစားရတဲ့ညအများကြီးပဲ တကယ်တကယ်ကျွန်တော်ဖြစ်သွားတော့မှဘာမှအကျိုးမဝင်ဘူးတကယ်ငယ်ဖြစ်သွားတော့ဘာမှအဲ့လောက်ကြီးလည်းကြည့်ကြည့်ရအောင်မရှိဘူးလေအဲ့တော့မရင်ထွေထူးတော့စိတ်ပူမနေပါဘူးဟုတ်ကဲ့ဒါပေမဲ့ခိုင်းတို့ဘာလို့မှတော့မယ်ဆိုးရတော့ဆိုးကျွန်တော်အိမ်နာကလေးလေလူကြီးတွေလည်းပိတ်တယ်ဟာကျန်လိုက်လားအဲ့လိုတွေပြေပေါ်တာပါနော်ဟုတ်ကဲ့အဲတိုင်းပေါ်မှာတော့တော်တော်ငလင်လောက်ပါလေအပြင်မှာတော့မလောက်ပါဘူးဒီနေ့22ရက်နေ့ကဒါပေါ့ဒါသူတို့သူတို့နေရာ မပြောနဲ့ကိုလီတောင်နည်းနည်းလေးလှုပ်ခတ်ခဲ့တဲ့သူတွေတောင်မှဒါပွင့်လင်းပြောရရင်နည်းနည်းအိတ်နေတဲ့အချိန်တွေမှာလေးလေးနည်းနည်းတိုက်တာဥမာကားသွားလို့ကျွန်တော်တို့အိမ်ဆိုကားလမ်းမနဲ့နီးလို့လေအဲ့နေနည်းနည်းလှုပ်တာရပါတယ်အဲ့ဒါတော့မှနည်းနည်းလှုပ်တာလည်းမသိဘူးပေါ့အဲ့လိုစိတ်ထဲမှာစိုးရိမ်စိတ်တွေတော့ရှိတာပေါ့အဲ့တော့တကယ်မိသားစုတွေပြိုကွဲပြီးတော့ခံစားရတဲ့သူတွေတော်တော်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဟုတ်ကဲ့သူတို့လည်းစိုးရိမ်နေမှာပေါ့နင်းတော့ခံခံစားရတော့အကုန်လုံးခံစားရတာပါပဲဒါကျွန်တော်တို့မှမဟုတ်ပါဘူးတကယ်ကိုဒီဖြစ်ပျက်ကိုမြင်တွေ့တဲ့သူတွေအားလုံးလည်း ခံစားရမှာပါအဲအဲ့တော့ဟိုတစင်စကားတစင်တာနဲ့အရင်တော့ဒါဟိုကျွန်တော်ကိုယ်တိုင်လည်းနည်းနည်းလူပေးခဲ့တာလေးရှိတယ်ပြီးတော့ကျွန်တော်လဝါပေးနေတယ်သွားခဲ့တယ်အဲပြီးတော့တကြံမတိုင်ခင်မှာကျွန်တော်နဲ့ဖေးဦးမိုးဒီနဲ့တော့ကျွန်တော်တို့မီးဆက်ရညီကိုမောင်မရဲ့စူပေါင်းပြီးတော့အလူခံထားတဲ့ပတ်စံလေးလည်းရှိတယ်ဒါလေးလည်းလူတန်းမှုရှိပါတယ်သိန်း80ကျော်လောက်ရှိပါတယ်အဲမှန်းထားတော့မများပါဘောနော်150ဝန်းကျင်တော့ ပန်းထားတယ်ဒါပေမဲ့လည်းအလူခံနေကြတာလည်းအများကြီးပဲလေတကယ်လုတ်နေကြတာလည်းအများကြီးပဲအဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲရက်လိုက်ပြီးတော့အဖွဲ့စည်းတစ်ခုနဲ့ပဲပေါင်းပြီးတော့သူ့ကိုလည်းရှိပါတယ်လို့ဒါဒီကွာဒီကနေပဲသင်ပြောလိုက်ပါဟုတ်ကဲ့အဲအခုကတော့ကျွန်တော်အရင်တော့မှန်းထားတာတော့တမျိုးပေါ့နော်ဩတကယ်ကယ်ဖြစ်နေတဲ့ဥမာခြေလက်ဒုက္ခပြက်သွားတဲ့ဒီဒုက္ခရောက်တဲ့မိသားစုတွေပြီးတော့အဲဥပြအိမ်ပြဖြစ်သွားတဲ့မိသားစုတွေကိုတဲ့အိမ်ဘလောက်ပေါ့အခုနိုင်တလောက်အဲအိမ်20ဆိုလဲအိမ်20ပေါ့30ဆိုလဲ30အဲ့လောက်သူ့ကိုရွေထားတာ ဒါပေမဲ့လည်းဟို budget အတိုင်းဒါအရာလဲကျွန်တော်တို့လည်းသွားဖို့အဆင်မပြေတာနဲ့ကျွန်တော်ဒီမှာရှိထားတဲ့ပတ်စံရယ်ပြီးတော့လာယူထားတဲ့ပစ္စည်းရဖက်နဲ့အရန်956ရန်လောက်မိန်းကလေး modern စီဖက်နဲ့ပေါ့နော်အားလေးတွေရှိမယ်ပြီးရင်ကျွန်တော်တို့အဟာရအထုပ်အဲအဟာရအထုပ်တွေကျွန်တော်လာယူပေးဖို့ရှိတယ်အဲ့ဒါတွေကိုကျွန်တော်စုပေါင်းပြီးတော့ခုဆိုရင်တော့ကျွန်တော်ကဒါဟို မြန်မာနိုင်ငံတပင်အစည်းအုံးမှာကြတော့ကျွန်တော်သွားလူထားတာလည်းရှိတယ်အဲ့တော့တပင်အစည်းအုံးနဲ့ပေါင်းပြီးလူတွေတော့နည်းနည်းယာထားတာတော့ရှိတယ်သို့တော်လည်းဟိုဘလို့သွားမလဲဆိုတော့လောဆိုတော့ကျွန်တော်အတိအကျတော့ပြောလို့မရသေးဘူးပေါ့နော်ဒါပေမဲ့လည်းသူရောသူပဲပြင်ပါမှာဟုတ်ကဲ့ဒီရက်သေးပါမှာအာအဲ့တော့ကတော့တကယ်ဟိုစိတ်မကောင်းဖြစ်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျွန်တော်တို့မိသားစုထဲမှာတော့တကယ်တကယ်အဲ့လိုမဲနူးအောင်ကြောင်းလို့စကိုင်းတောင်းလို့မရောက်တဲ့မိသားစုတွေရှိတယ်လေအဲ့အဲ့လိုလူတွေအတွက်အဲ့လိုမမြင်တွေ့ခဲ့ရတဲ့အတွက်တော့ဒါတကယ်ဟို ဆင်မြေကောင်းဖြစ်ရပါတယ်ကျွန်တော်တို့မြန်မာမြန်မာနိုင်ငံရဲ့မြတ်တနိုးထားတဲ့လူပညာအမွေအနှစ်တွေဆုံးရှုံးသွားတဲ့တက်တော်တကယ်ကိုစက်တူဆင်မြေကောင်းဖြစ်ရပါတယ်ဟုတ်ကဲ့အဲ့လိုတော့မရှိခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအရင်တော့ क्वे ကတာဆက်ကအစအပြန်ချီရမယ်လို့ क्वे ကတာဆိုတော့မြန်မာပြည်အဲ့ထိတ်နဲ့အောင်းနဲ့တကူကြီးဖြစ်ရတော်တော်များများဒါကျွန်တော်တို့ကအိုးငငယ်လေးကလေးကခဲ့ရပါဘောနော်ကခဲ့ရဆိုတော့အနီးနားဥမာကျွန်တော်မန်လေးကြောက်တော်ကြီး क्वे ကရဲဆိုရင်အဲ့လိုပေါ့အနီးနားဖြစ်တဲ့အင်းဝါတို့ပြီးတော့သခိုင်း ဇကိုင်းငားတဲ့ကြီးဖျားပွဲကရတယ်ဆိုကျွန်တော်ဇကိုင်းတောင်မျိုးတစ်လျှောက်တို့အဲအားရရကျွန်တော်တို့တောက်လျှောက်ရောက်ခဲ့တဲ့နေရာတွေပေါ့နော်ဟုတ်ကဲ့အဲအဲ့လိုမျိုးပျက်စီးတာလည်းအထက်ပေါ်မှာပျက်စီးတာများတယ်ဒါပေါ့ဒါပေါ့ဒါပေါ့အဲအဲ့လိုလေးလေအဲ့လိုလေးလေစိတ်ကူးတာရနောက်တစ်ခုကအခုဆိုအိမ်လေးတစ်လုံး65သိန်းလို့မတ်အစ်တင်ကိုလာမှုပြည်ဒီဘက်ကဓမ္မပီတီရကြတော့ဘလောက်အိမ်တစ်လုံးကို30လားဘလောက်လဲမသိဘူးအဲအဲ့လိုမျိုးလေးတွေပေါ့နော်အိမ်လေးမှာဆိုလည်းတစ်လုံး50အဲ့လိုဟာလေးလည်းလူကျင်တယ် ဲ့ကျွန်တော်ဒီဘက်မှာတော့ဖိန်းကိုနေနဲ့ကျွန်တော်နဲ့တိုင်းမနေပါဟုတ်ကဲ့ဟိုပေါ့နော်ငလင်းကက်ဆိုးကြီးမှာခံစားသွားရတယ်ငလင်းဘေးဒီပြည်သူများအားလုံးကျွန်တော်ထက်တူစိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ကျွန်တော်လက်ထပ်နိုင်ဆုံးဝင်ရံပေးပါမယ်ကြိုးစားပေးပါမယ်ခင်ဗျာ fighting ပါခင်ဗျာဟုတ်ကဲ့